ဆက်လက်ပြီးတော့ညဝေပေးမှာဖြစ်ပါတယ်ခုကိုဆုံးမချင်း အပိုင်းစနစ်မှာရေးထားတဲ့စာစုလေးကအချစ်အမုန်းကမနာလိုမှုဝန်တိုမှုကို ဖြစ်စေတတ်တယ်အဲ့ဒီမနာလိုစိတ်ဝန်တိုစိတ်တွေကပူလောင်မှုကိုဖြစ်စေတတ်တယ်တွေ့တာမှုဆိုတာချင်းရင်လဲတွေ့မုန်းရင်လဲတွေ့တတ်တဲ့အတွေ့အကြုံအတွေ့ဆိုရင်ဘာအတွေ့မှမကောင်းဘူး အတွေ့များရင်လေးလာတာပဲအတွေ့ကလူကိုလေးစေတယ်စိတ်ကိုလည်းလေးစေတယ်လေးတာပေါ့ခြင်းလျှော့မှဖြစ်မယ်အထူးသဖြင့်အတွေ့ကိုလျှော့ရမယ်အတွေ့လျှော့မှတကယ်ပေါ့မယ်အချင်းအမုန်းဆိုတဲ့အတွေ့ဟာ ကိုကချစ်ရတာပဲဖြစ်ဖြစ်ကိုကမုန်းရတာပဲဖြစ်ဖြစ်ကိုကအချစ်ခံရတာပဲဖြစ်ဖြစ်ကိုကိုအမုန်းခံရတာပဲဖြစ်ဖြစ်နှစ်ခုစလုံးကပူတာပါပဲယူနေတာကအလွဲဖြစ်နေတာပဲမဟုတ်လား ဒါကြောင့်တွေ့တာမှုကိုစွန့်လွတ်မှုနဲ့လျှော့ချရမယ်။မစွန့်နိုင်လို့တွေ့ထားရင်ပူလောင်မယ်အပူမရှိခြင်း မယူမိစေနဲ့စင်ကျင်ရမယ်ဆိုတဲ့အပိုင်လေးပါပဲ။အချင်းမုန်းနဲ့ပတ်သက်တဲ့သဘောကိုဝိညာဉ်ကအထူးပြုပြောချင်တာဖြစ်ပါတယ်။ချင်းအမုန်းကမနာလိုစိတ်ဝန်တိုစိတ်ကို ဖြစ်စေတယ်ဆိုတော့စာပေမှာတော့သမှုတရသမှုတရလူတွေကတန်ရုံးစင်လို့ပြောတော့တွေ့တာဟုတ်ပါပဲ။ လူရည်ရဲ့သဘောကတန်ယုံစင်လို့ပြောရင်ချစ်ထာကိုပဲတန်ယုံစင်လို့ထင်တတ်ကြတာပေါ့အမှန်တော့မုန်းတာလည်းပဲတန်ယုံစင်ပဲစာပေမှာကတော့ပဋိကတန်ယုံစင်အမုန်းတန်ယုံစင်လို့ခေါ်တယ်ချစ်တဲ့လူကိုခဏခဏတတိယနေတယ်လို့မုန်းတဲ့သူကိုလည်းပဲခဏခဏတတိယအဲ့ဒါအချစ်တန်ယုံစင်နဲ့အမုန်းတန်ယုံစင်ဆိုတော့အချစ်အမုန်းဟာလူကိုမနာလိုစေဝန်တိုစေကိုဖြစ်စေတယ် ချေးရတာလူတွေချေးရတာကိုကြိုက်တယ်အချစ်ခံရတာကိုကြိုက်တယ်ဒါပေမဲ့အဲ့ဒီအချစ်ကတခါကကြဘုန်းကြီးတို့လူငယ်တွေသဘာဝလူငယ်တွေပြော Love is power အချစ်ဆိုတာစွမ်းအားပဲဟုတ်တော့ဟုတ်တယ်သူကအချစ်လေးကရှိနေတဲ့အခါကျစွမ်းအားတယ်ရှိတခါကဘုန်းကြီးတို့ရည်စရာပြောတယ်ဘုန်းကြီးတို့နေဘက်မှာဟိုရွာဘက်မှာဖုန်းလိုက်နေသိမ့်မမိတော့ရွာမှာရှိတဲ့အပြိုကြီးတစ်ယောက်ကသူက တရေတားကြောက်တာတရေတားကြောက်တာတင်းញိုင်ကိုနေကင်းကြောင်တာကိုတင်းញိုင်ကဖျက်သွားမှာသူကကြောက်တာအဲ့ဒါနဲ့တော့အဲ့ပြိုရီးစားရတယ်နဲ့တူပါလေတခြားနေရတယ်အဲ့ဖုံးနေနဲ့အဆက်အသွယ်လို့တော့အဲ့တော့ဖုံးနေရသိပ်မမိသေးဘူးဖုံးလိုက်နေသိပ်မကောင်းတဲ့အခါကျရွာထဲကဆိုရင်ဖုံးလိုက်ရင်သိပ်မမိဘူးဖုံးလိုက်ရင်ဘယ်မှာတော့တော့မိတယ်ဆိုရင်အဲ့ဒါရွာပြင်ထွက်တင်းញိုင်ကုန်းလိုက်ကြရင်ဖုံးလိုက်ရင်ဒါမိတာဆို တရေကြောက်တဲ့အပြိုကြီးရဲ့ရီးစားလဲရအဲ့ဖုန်းတကောနဲ့မောင်းရင်မောင်းရင်ဆိုတင်ချိုင်းကမသွားသွားပြီးတော့သူဖုန်းသွားသွားပြောလာ so အတူကြီး oh love is power အချစ်ဆိုတာစွမ်းအားပဲစွမ်းအားပဲဒါပေမဲ့ तू က power ကြီးလွန်သွားတယ်စွမ်းအားကြီးများသွား love is suffering ဖြစ်သွားတယ်တရင်က power ကတော့ဟုတ်တယ်ဒါပေမဲ့ တအားကြီးများသွားတယ် love တွေများသွားအချစ်တွေများသွားရင် power ကနေပြီးတော့ suffering ဖြစ်သွားဆွမ်းအားနေပြီးတော့ဒုက္ခဖြစ်သွားအမြင်ရရင်တအားကြီး power တွေတက်တယ်အချစ် power တွေတက်တယ်မမြင်ရရင်မနေနိုင်ဆိုတော့ချမ်းသာသလားဆင်းရဲသလားဆိုတော့အဲ့မနေနိုင်တာကဆင်းရဲတာပဲမကြရဲမနေနိုင်မတွေ့ရဲမနေနိုင်အချစ်ဆွမ်းအားနေနေအဲ့ဒါဘလောက်ပဲဝေဝေသွားတော့တာပဲ ဘလောက်ပဲမှောင်မှောင်သွားတော့တာဘုန်းကြီးတို့ရွာဘက်မှာတရေချောက်တဲ့ခေပင်ရှိနေခင်းဆိုရင်မသွားရညဘက်ဆိုရင်ကိုဖနတ်တန်ကိုကြောက်ကြီးပြေးရသမီးစားအတွေ့ကြအဲတရေချောက်တဲ့အပေအောင်မှာသွားချိန်တွေ့သူကတရေလက်ခယူမဆိုင်တဲ့ love is power အချစ်ဆိုတာစွမ်းအားတွေဖြစ်အဲ့ဒီအချစ်တန်ရောစင်ကလည်းပဲတွေ့ရင်ပူတယ်ထို့တူပဲမုံလိုက်လို့ဖြစ်တဲ့တန်ရောစင်ပဋိကတန်ရောစင်မုံတဲ့လူကိုထက်ခါထက်ခါတတိယနေတယ် အဲ့မုံနဲ့လူအကြောင်းကိုစဉ်းစားနေရတယ်မုံနဲ့လူဘာဖြစ်တယ်ဆိုရင်ကို့မှာကြားနေပြီးတော့ဝမ်းသာတယ်လို့လို့ဘာလို့လို့ဟိုပူတာပဲသူလည်းပဲညမှာအချစ်အမုံကအပြစ်အရှုံးကိုဖြစ်စေတယ်အချစ်ကြီးွားရင်အပြစ်တွေကြီးပါတယ်အမုံကြီးရင်အရှုံးကြီးတယ်ဆိုတော့ data မှုကဒီအချစ်နှုံးတန်ရောစင်စစ် data မှုကမနာလိုစိတ်ဝင်တို့စိတ်အထီကိုဖြစ်စေတာသူကအဲ့အချစ်အမုံကမနာလိုစိတ်ဝင်တို့စိတ်ကိုဖြစ်စေတယ် ဘတ်ဘွားတွေမှာမတဲ့တဲ့အကြောင်းအရာတွေရတယ်အဲ့ဒါကြောင့်လည်းပါတယ်အချစ်အမုန်းတွေဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကဖះရှင်ရာဇဂျိုမြို့မှာတရင်သုံးနေတဲ့အချိန်တရားမင်းဖះကိုလာလျှောက်တဲ့မိဂုံလေးအယံသိကောင်းတယ်အဲ့ဒါအချစ်အမုန်းနဲ့ပတ်သက်ပြီးပါတော့ဇာမင်းကဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားရှင်လာပြီရှင်ဖះရတဲ့လောကမှာရှိတဲ့တတ္တဝါတွေရတဲ့ တယောက်နဲ့တယောက်ယံနေမဖြစ်ဘဲနဲ့ခိုက်ရန်ဒေါသတွေမရှိငင်းခုံမရှိဘဲတယောက်နဲ့တယောက်တဲ့တဲ့နေကျင်ကြတယ်ဗျာတဲ့တဲ့အောင်နေကျင်ကြတယ်ဗျာတဲ့ညင်ညွတ်နေကျင်ကြတယ်ဗျာတဲ့ဒါပေမဲ့အဲ့လိုညင်ညွတ်ခိုက်ရန်ဒေါသမရှိဘဲနေကျင်ပေမဲ့တတဝါနေလို့မရဘူးဗျာတဲ့တတဝါတွေဘာကြောင့်မတဲ့တာလဲဗျာတရားမင်းကဘုရားကိုမေးတယ်မေးပါဘာကြောင့်လူတွေမတဲ့တာလဲဘာကြောင့်တတဝါတွေမတဲ့တာလဲဗျာဘုရားကပြန်မိတ် ဂျမ်းမင်းရဲ့လောကမရှိလူတွေတတ္တဝါတွေတဲ့ခြင်းပေမဲ့မတဲ့တာတဲ့အဲ့ဒီသူတို့အသီးသီးမှာရှိနေကြတဲ့မနာလိုခြင်းဝန်တိုခြင်းဒီတရားနှစ်ပါးကြောင့်မတဲ့တာဣဒ္ဓာနဲ့မစ္စရိယလို့မနာလိုတာကဣဒ္ဓာတရားဝန်တိုတာကမစ္စရိယတရားအဲ့ဒီမနာလိုခြင်းဝန်တိုခြင်းရှိနေတဲ့တတ္တဝါတွေမတဲ့ဘူးဟုတ်မှန်ပါပဲတတ္တဝါရေမတည့်ခြင်းအကြောင်းကမနာလိုတာ မနာလိုတဲ့အဲ့ဒီအိတ်တတရားကအိတ်တတရားကိုအကြောင်းပြီးမနာလိုတာကဘာဖြစ်လို့ မနာလိုတာလဲဆိုတော့မနာလိုတဲ့စိတ်ရဲ့ဆန့်ကျင်ဘက်ကမုဒိတာတရားမထားနိုင်ဘူးအိတ်တတရားရဲ့ဆန့်ကျင်ဘက်ကမုဒိတာတရားကိုယ်တည်းတိုင်ဝမ်းမသာပေးနိုင်တော့မနာလိုစိတ်ဖြစ်တာမနာလိုစိတ်ဖြစ်တဲ့အခါကျသူဘုရားဗုဒ္ဓဘာသာတော်တော်များများထူးထူးပြင်းတတ္တဝါတော်တော်များများကသူကမုဒိတာတရားနဲ့ကရုဏာတရားဘယ်ဟာကအဖြစ်များလဲဆိုကရုဏာတရားအဖြစ်များ သူများအပေါ်မှာတဏှာကျင်နာတတ်တဲ့စိတ်ကြီးသလောက်သူများကြီးပွားချမ်းသာတဲ့အပေါ်မှာဝမ်းသာပေးတဲ့မုဒိတာတရားအတော်နေကြတယ်။ဒါပေမဲ့ဒီမုဒိတာတရားမထားနိုင်တော့ကိုယ်နဲ့နည်းနည်းလေးသာရင်ကိုပဲမနာလို့စိတ်ကဝင်တာ။ဈေးတဲ့ချင်းချင်းလည်းမနာဘူး။ကျောင်းသားချင်းချင်းလည်းမနာလို့ဆရာဆင်မချင်းချင်းလည်းမနာလို့ဝန်ထမ်းချင်းချင်းလည်းမနာဘူးဝမ်းသာပေးနိုင်တဲ့စိတ်မရှိတဲ့အတွက်ကြောင့်မနာလို့စိတ်ကနေရာယူသွားတာကိုယ့်ရဲ့တိုင်ရင်ဝမ်းသာပေးတဲ့စိတ်ကလေးက သူ့ကိုလည်းကြီးပွားတိုးတက်အောင်ပံ့ပိုးသူ့စိတ်ကိုလည်းတတ်တာစီတယ်။တရားမင်းရဲ့တတ္တဝါတွေတဲ့ခြင်းမဲမတဲ့တာအကြောင်းအရာကမနာလိုတဲ့စိတ်။ဒုတိယကဝင်တိုးတာ။ဝင်တိုးတာ attachment ပဲတွေ့တာမှု။ဝင်တိုးတာဝင်တိုးတယ်ဆိုတာကိုယ်ရှိတဲ့အရာလေးကိုမသိစေချင်တာမပေးစေချင်တာမရစေချင်တာ။ကိုရှိတာလေးသူများရှိသွားမှာကိုရသလိုသူများရသွားမှာတခါကလူတွေကအံ့ဩเสีย အဲအတူလုံးနေတဲ့လုပ်ဘော်ကိုင်ပဲချင်းတော့မှာလေကိုတဲ့သူပို့ပြီးတာသွားမှာစိုးရင်တာကိုတိတာလေးကိုဘုန်းကြီးတို့ကိုရီးယားမှာဆိုအဲတာခဏနာတွေ့အကြောင်းတက်တော့အကြောင်းသားဘဝကိုရီးယားအကြောင်းသားတွေကိုတော့မေးတယ်မပြောငါဒါလေးမသိလို့ရှင်းပြပါငါတို့လည်းမသိဘူးတကယ်တမ်းကျတို့ကကိုကတို့တဲ့တာပြီးအမှတ်တွေရသွားမှာဆိုတော့ ဝင်တူတာမစ္စရိယစီဟောကိုရှိတဲ့အရာလေးပုံမှာသူများရှိသွားမှာသူများသိသွားမှာဆိုတဲ့စိတ်ကလေးကဝင်တူစိတ်ပဲရောင်းမတ်တော်ဝါတွေမှာအဲ့ဒီမနာလိုတဲ့စိတ်နဲ့ဝင်တူတဲ့စိတ်ဒီစိတ်နှစ်စိတ်ရှိရင်မတည့်ဘူးလေဟာဟုတ်တာပေါ့ဗျာတရားမင်းဂျင်းနဲ့ဒီလိုဆိုရင်ဗျာတရားမင်းအเจ้าရတွေစုံအောင်မေးတဲ့သဘောရှိတယ်အဲ့ဒီဒေသနာတော့ ီလိုဆိုရင်ဗျာတဲ့မနာလိုစိတ်ဝင်တိုစိတ်ဒီတရားနှစ်ခုကြောင့်တတ္တဝါတွေမတည့်ဘူးဆိုရင်ဗျာတဲ့အဲ့ဒီမနာလိုစိတ်ဝင်တိုစိတ်ကဘာကြောင့်ဖြစ်ရတာလဲဗျာတော်တော်ကောင်းတာလေမနာလိုစိတ်ဝင်တိုစိတ်ဘာကြောင့်ဖြစ်ရတာလဲဖေဟာဆိုတော့မြတ်စွာဘုရားအဖြေပေးတဲ့တရားမင်းရဲ့တဲ့မနာလိုခြင်းဝင်တိုခြင်းနေဆိုတာကတဲ့အချစ်အမုန်းတွေကြောင့်ဖြစ်တာဟုတ်ကဲ့ပါလာပြီမနာချစ်ချင်းမုန်းကြီးကမနာလိုစိတ်ဝင်တိုစိတ်ဖြစ်တယ်ဆိုတာဒီရလာတာ မနာလိုစိတ်ဖြစ်တယ်ဝန်တိုစိတ်ဖြစ်တယ်ဆိုတာအချစ်အမုန်းတန်ရုံးစင်နောက်ဘာကြောင့်ဖြစ်တာချစ်လို့မနာလိုစိတ်ဖြစ်တာချစ်လို့ဝန်တိုစိတ်ဖြစ်တာထို့အတူပဲမုန်းလို့မနာလိုစိတ်ဖြစ်တယ်မုန်းလို့ဝန်တိုစိတ်ဖြစ်တယ်ဟောချစ်ချင်းမုန်းညင်ဒီတရားနှစ်ပါးကမနာလိုစိတ်ဝန်တိုစိတ်ကိုဖြစ်စေတယ်တဲ့မနာလိုစိတ်ဝန်တိုစိတ်ရှိနေတတ္တဝါလေးတဲ့ခြင်းပဲမတဲ့တော့ဘူးဒါဘုန်းကြီးအကျယ်ကြီးဟောရမယ်တရားအတူလေးပဲမိတ်ဆက်အနေနဲ့ပြော တော့တရားမြင့်ပြန်ပြောတယ်ပြန်လျှောက်တယ်ကောင်းလိုက်တာဗျာမှန်လိုက်တာဒါဆိုရင်ထပ်ပြီးတော့မေးဖို့မေးမေးပြစီအောင်ဖေဟာတဲ့မနာလိုစိတ်ဝင်တော်စိတ်ဆိုတာအချစ်အမုန်းကြောင့်ဖြစ်တယ်ဆိုရင်တဲ့အဲ့ဒီအချစ်အမုန်းတွေကဘာကြောင့်ဖြစ်ရတာလဲဟောအချောင်းတရား source ကိုလိုက်တာ cause ကိုရောက်အောင်တရားမြင့်မေးတာမနာလိုစိတ်ဝင်တော်စိတ်ကချစ်တဲ့ချစ်အမုန်းတန်ရုံးစင်တဲ့ကြောင့်ဖြစ်တယ်ဆိုရင်ဗျာတဲ့အဲ့ချစ်ချင်းမုန်းခြင်းတန်ရုံးစင်တွေကဘာကြောင့်ဖြစ်ရတာလဲဗျာ ဘုရားကအပြေပြေတရားမင်းရေတဲ့အချစ်အမုန်းတန်ရောစင်ဆိုတာကတဲ့လူချင်းချင်းစံတာကြောင့်ဖြစ်တာချစ်ချင်းနဲ့စိတ်စံတာမုန်းချင်းနဲ့စံတာလူချင်းချင်းစံတာတွေကြောင့်ချစ်ချင်တာတွေမုန်းချင်တာတွေဖြစ်တာဟောလူတွေမှာအဲ့စံတာရှိရင်မရှိရင်မဖြစ်ဘူးလူတွေတို့ဖြစ်တာချစ်လိုက်ချင်တာမုန်းလိုက်ချင်တယ်လူမကြဖြစ်တယ်ဆိုတာလေအဲ့ဒီလူချင်းမှုရှိနေတယ် ိုချင်တာတွေမရှိတော့ဘူးဆိုတဲ့လူတယောက်ကအလိုမကျဖြစ်စရာဘာမှမရှိတော့လူနေလို့ကိုအလိုမကျဖြစ်တာဟာလေးလိုတယ်လိုတဲ့အတိုင်းမရတော့အလိုမကျဖြစ်တယ်ဘလိုလေးဆက်ဆံစီခြင်းနဲ့ဆက်ဆံစီခြင်းနဲ့အတိုင်းမဆက်ဆံတော့အလိုမကျဖြစ်တယ်ဘလိုမျိုးလေးပြောစီခြင်းနဲ့ကိုပြောစီခြင်းနဲ့အတိုင်းမပြောတော့အလိုမကျဖြစ်တယ်အော်အလိုမကျလူနေလို့ဖြစ်တာလူကျင်မှုတွေရော့သွားရင်အလိုမကျဖြစ်တယ်ဆိုတာလည်းမရှိတော့ဘူး ဩလူချင်းချင်းဆန္ဒကအချစ်အမုန်းတွေကိုလည်းဖြစ်စေတယ်ရှစ်ချင်းလိုက်တာမုန်းချင်းလိုက်တာအဲ့ဒီဆန္ဒကဖြစ်တာလူချင်းချင်းဆန္ဒကြောင့်အချစ်အမုန်းတန်ရောစင်တွေဖြစ်တယ်အချစ်အမုန်းတန်ရောစင်တွေကြောင့်ချစ်လို့မနာလို့စိတ်ဖြစ်တဲ့ဝင်တိုစိတ်ဖြစ်တယ်မုန်းလို့မနာလို့စိတ်ဖြစ်တဲ့ဝင်တိုစိတ်ရှိတယ်မနာလို့စိတ်ဝင်တိုစိတ်ရှိတဲ့အခါကျတော့တယောက်နဲ့တယောက်အဆင်မပြေတော့ဘူးအနာလို့စိတ်ကမတက်အောင်လုပ်တာဝင်တိုတဲ့စိတ်ကမတက်အောင်လုပ်တာညကတစ်ခုချင်းတက်ခုအပြေပြေးတယ် ရမင်းကျင့်တတ်တာဝမ်းသာတာခေါင်းလိုက်တာဗျာတကယ်ကိုသဘာဝကျတဲ့တရားတွေပဲကုတိပဲဗျာဒါဆိုရင်တပည့်တော်ထပ်မေးပြစီဦးခင်ဗျာအဲ့ဒီလူကျင်ချင်းဆန္ဒတွေကြောင့်အချစ်အမုန်းတွေဖြစ်တယ်ဆိုရင်အဲ့ဒီလူကျင်ချင်းတွေကောဘာကြောင့်ဖြစ်ရတာလဲဗျာတော်ကောင်းတာပဲဘာဖြစ်လို့လူကျင်နေရတာလဲဗျာတဲ့ဘုရားကဖြေပြတရားမင်းကြီးတဲ့လူကျင်ချင်းဆန္ဒဆိုတာကတဲ့ ကြံစီခြင်းဝိတက်တဲ့ကြောင့်ဖြစ်တာဆန္ဒတွေဆိုတာအတွေးတွေကြောင့်ဖြစ်တာဟာဒီကဲခေါက်ကပြောထားသလိုပဲအတွေးရဲ့ပတ်သက်အခုလည်းပဲလူကျင်ချင်းဆန္ဒတွေဆိုတာအတွေးတွေကြောင့်ဖြစ်တာပဲတွေးနေလို့လူကျင်တာတွေပေါ်တာကိုတွေးမနေမတွေးရင်မမလို့တော့ဘူးဟောလူကျင်ချင်းဆန္ဒဆိုတာကြံစီခြင်းဝိတက်ကြောင့်ဖြစ်တာသိအရေးကြီးတယ်အဲ့ဒီအတွေးอ่ะ ညအတွေးတွေမှားသွားတာနဲ့အလိုအလိုတွေလည်းမှားသွားအလိုတွေမှားသွားတာနဲ့အဲ့ဒါရဖြစ်ပေါ်လာတဲ့အကျိုးရလဒ်တွေလည်းမှားသွားအဲ့တော့အဲ့အတွေးကိုထိန်းချုပ်နိုင်ရင်လူချင်းချင်းစာနာကိုလည်းထိန်းချုပ်နိုင်သွားစာနာတွေထိန်းချုပ်နိုင်သွားရင်ချစ်ချင်တာတွေမုန်းကျင်တာလည်းလျှော့ချနိုင်သွားအချစ်မုန်းတွေလျှော့ချနိုင်လို့ရှိရင်ချစ်ကြောင့်အချစ်ကြောင့်ဖြစ်တဲ့မနာလိုစိတ်လည်းယော့မယ်အမုန်းကြောင့်ဖြစ်တဲ့မနာလိုစိတ်ဝန်တိုစိတ်လည်းယော့သွား နာလိုစိတ်ဝင်လို့စိတ်ယော့သွားပြီဆိုရင် မတည့်စရာအကြောင်းမရှိတော့ဘူး။အာတရားမင်းဖေဟာတခုချင်းတခုချင်းဖြည့်ပေးလိုက်။ရားမင်းဝမ်းသာ။ရှင်ဘုရားမတည့်ချင်းရဲ့အကြောင်းတွေရှင်ဘုရားဖြည့်ပေးလိုက်တခုချင်းတခုကွတ်တီပဲဖေဟာ။တပိတော့မေးခွန်းတခုထပ်မေးပြရစီအောင်ဖေဟာတဲ့။အဲ့ဒီလိုချင်းချင်းစန္ဒတွေကြာအခြားအတွေးတွေကြောင့်ဖြစ်တယ်ဆိုရင်ဖေဟာတဲ့။အဲ့ဒီအတွေးတွေကရောဘာကြောင့်ဖြစ်တာလဲဖေဟာ။ ာထပ်ပြီးလိုက်တာအတွေးတွေဘာကြောင့်ဖြစ်တာလဲဖေဟာဖေဟာကပြန်မိတ်နေဇာမင်းအတွေးတွေဆိုတာကတန်တရာရှေချောင်းပပင်စာတရားကြောင့်ဖြစ်တာပါဠိလိုပပင်စာလို့ခေါ်တယ်မြန်မာလိုဆိုရင်တန်တရာချက်တွင်တတ်တဲ့တရားအလွယ်ပြောမစတန်တရာကိုရှေ့အောင်လုပ်တဲ့တရားဇာပင်မှာပပင်စာတရား၃ပါးရှိတယ်တဏှာယမာနယ ဒိဋ္ဌိတဏှာက attachment တွေ့တာလားမာနကထောင်လွှားတာဒိဋ္ဌိက လွဲနေတာအယူလွဲနေတာအဲ့ဒီတဏှာမာနဒိဋ္ဌိဆိုတဲ့ဒီပပ္ပစာတရား၃ပါးကြောင့်အတွေးကြီးဖြစ်တာဟောတွေ့တော့အမှန်မမြင်တော့ဘူးတွေးကျင်တာလေးရှောက်တွေ့ရဲ့အတဏှာ attachment ကမာနမာနခံနေရင်လည်းလူကအတွေးမှားတွေဖြစ်တယ် မာနခိုင်အတွေးတွေပေါ်တာမာနကြောက်เสียပေါ့အဲ့ဒီအထင်ကြီးမှုကကိုယ့်ကိုအထင်ကြီးမှုကသူတစ်ပါးကိုအထင်သိမ်းမှုဖြစ်စေထောင်း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 နဲ့စိတ်ကလေးကထွန်းလောက်လောက်လောက်ဖြစ်အဲ့ဒီမာနကြောင့်လည်းပဲအတွေးမှားတွေပေါ့ဒိဋ္ဌိအယူမှားအယူမှားအထင်မြင်မှားအထင်မှားတယ်ခေါ်တယ်အမှန်ကိုမမြင်နိုင်တာကိုဒိဋ္ဌိလို့ပြော ခါကျရင်လူတွေမှာခံစားချက်ရှိတယ်အထင်မှားတာတော့အထင်သေးတာတော့အထင်ကြီးတာတော့အထင်လွဲတာလူတွေမှာအဲ့ဒီအထင်တွေကိုခံစားနေရတဲ့အများကြီးသူများကကိုယ့်အထင်ကြီးတော့လဲလိုက်ခံစားလိုက်တာသူများကကိုယ့်အထင်သေးသွားရင်လည်းကြောက်လိုက်တာသူများကကိုယ့်အထင်လွဲသွားရင်လည်းခံစားလိုက်ပြန်အောင် သူများကကိုယ့်အထင်မှားရင်လည်းပဲကိုယ်ခံစားနေတော့တာအထင်တွေမှာလိုက်ခံစားတာသေချာတွေးခြင်းအထင်ဆိုတာအထင်ပဲလေ အထင်ဆိုတာသူ့ရဲ့အထင်မြင်ယူဆချက်ပဲအမှန်မှမဟုတ်တာသစ္စာတရားမဟုတ်ဘူးထင်နေတာကမှားတာပုထုဇဉ်မှန်သမျှအထင်ကြီးအမှားကြီးပဲကိုကသူ့ထင်နေတာကိုလိုက်ခံစားနေတာထင်နေဆိုကိုလည်းအထင်မှားမှာပဲနောက်တည်းအထင်မှားတယ်အမှန်ကိုအမှားလို့ထင်နေတာငါမဟုတ်တာကိုငါလို့ထင်နေခန္ဓာကိုယ်ယူလူတွေကငါလို့ထင်အမှန်ငါမှမဟုတ်ဘူး ငါးယုတ်လို့ပြောနေတာငါးယုတ်မှမရှိတာလူလို့ပြောနေတာလူကဘယ်ဟာတော့တော်ဒီမျက်စိကလူလားဟုတ်ဘူးခေါင်းကလူလားဒါလည်းမဟုတ်ဘူးလက်တွေက လူလားဒါလည်းမဟုတ်ဘူးခြေထောက်တွေကလူလားမဟုတ်ပြန်အောင်စပင်းကလူလားမဟုတ်ဘူးဒါဆိုလူကပါတယ်တကယ်တမ်းကြောင့်မရှိဘူးအားလုံး32ခုထားတာကိုပေါင်းပြီးတော့မှလူလို့ခေါ်သွားတာတစ်ခုချင်းပုံလိုက်တော့လူဆိုတာမရှိဘူး ကားကြီးတစည်းလို့ကားစီရတရားကားလာဆိုမဟုတ်ကားဘိနေရကားလာမဟုတ်ဘူးအင်ဂျင်ရကားလာဆိုမဟုတ်ဘူးဘောဓိယကားလာဆိုမဟုတ်ဘူးအာလုံးပေါင်းလို့ကားဖြစ်သွားတာနာပညာပဲအထင်းဆိုတာလည်းအဲ့ဒါပဲအဲ့ဒီထင်မြင်ယူဆကြဒိဋ္ဌိကလည်းအထင်းနေလွဲတာတွေအထင်းမားတာတွေဖြစ်တာအထင်းမားတာတွေဖြစ်တော့ကိုတွေးတာကိုလည်းအမှန်လို့ထင်တာ ဝိမာတခါတခါကြဒီခန္ဓာကိုယ်ကြီးကိုလည်းငါခန္ဓာငါယုတ်လို့ထင်တယ်တခါကသေးချာတွေးကြည့်ဘုရင်တို့တော်ကောင်းများတရားအထုံနေတရားထိုင်နေဣရိယာပုမပြောင်းမဲ့တရားထိုင်နေတရားနာတယ်ထားရားနာရင်တဏှာကြီးလောက်နိုင်ဝတ်လောက်ထား6လောက်ပဲကျင်တာကိုယ်နဲ့အနည်းဆက်ဆုံးနေတဲ့ကို6လောက်ပဲအာတရားလည်းဖြုတ်ချက်ချင်းထားမယ်ဆိုကျင်နာရရှိနေတဲ့အခါကျတော့ချက်ချင်းထားလို့မရဘူးပြစ်တောင်လဲသွားတယ်ငါ6လောက်လို့လည်းပြောသေးတယ်ငါထားကျင်တဲ့ချင်းထားမရဘူး ကိုထင်တဲ့ဟာကြီးကတလွဲတယ်လေ။ဒါကြောင့်ကိုယုတ်လို့ထင်တာကိုယုတ်မဟုတ်ဘူး။မြတ်စွာဘုရားအနတ္တလက္ခဏာသုံးပါအဲ့ဒါပြောတာ။လူဆိုတာမရှိဘူး၊ရုပ်ဆိုတာမရှိဘူး၊အတ္တဆိုတာနာမ်နဲ့စိတ်နဲ့ယုတ်တာပဲရှိတာပဲ။ခန္ဓာပဲရှိတာ။ခန္ဓာ၅ပါးဖွဲ့ထားတာပဲ။ဆိုတော့အဲ့ဒီဒိဋ္ဌိဆိုတဲ့အမြင်မှသွားတာနဲ့လူတွေမှာအတွေးတွေသွားတော့တာ။တဏှာရဲ့တွေ့တာမှုရဲ့ထောင်လွှားခြင်းမာနရဲ့ အမြင်လွဲတာအထင်လွဲတာအယူမှားခြင်းဒိဋ္ဌိရဲ့ဒီတရားသုံးပါးကိုတန်တရာရှည်တဲ့တရားလို့ခေါ်တယ်။ဒီတရားသုံးပါးကြောင့်တတ္တဝါတွေကျင်လည်နေရတန်တရာရှည်နေတာလေ။တဏှာကြောင့်တန်တရာရှည်တာတွေ့တာမှုတွေကြောင့်မာနတွေကြောင့်ရှည်တာတန်တရာကဒိဋ္ဌိအယူမှားတာကြောင့်တန်တရာရှည်တာအဲ့ဒီတဏှာမာနဒိဋ္ဌိကြောင့်ခုနအတွေးမှားတွေဖြစ်တာတဲ့တရားမင်းတဲ့အတွေးမှားတွေကြောင့်ဆန္ဒတွေဖြစ်တာဆန္ဒတွေကြောင့် ချစ်ချင်တာမုန်းကျင်တာတွေဖြစ်တာအချစ်မုန်းနေကြောင်မနာလိုတာတွေဝန်တိုတာတွေဖြစ်တာတဲ့မနာလိုတာတွေဝန်တိုတာတွေရှိတော့တယောက်နဲ့တယောက်မတည့်တော့ဘူးပေါ့ဖះကအဖြေပေးလိုက်တဲ့ကြားမြဟာကောင်းလိုက်တာဖះတဲ့ဝမ်းသာစရာကောင်းလိုက်တာဒီတရားတွေတပည့်တော်အခုမှသိခွင့်ရတယ်ဗျာမတည့်ခြင်းရဲ့အကြောင်းကတတ္တဝါတွေအဓိကအခြေခံမတည့်တာကတဏှာမာနဒိဋ္ဌိဒီတန္တရာရှေ့ချောင်းတရားကြောင့်မတည့်တာပါဗျာဝမ်းသာသွားပြီနောက်ဆုံးတစ်ခုတော့မေးပြရစေဦးဖះတဲ့ အဲ့ဒီတဏမာနဒိဋ္ဌိကြောင့်တတ္တဝါတွေမတည့်ရင်ဆိုရင်ဖျားတဲ့အဲ့ဒါတွေရော့အောင်တပြီးတော့ဘာလုပ်ရမလဲဒါ apply လုပ်ဖို့ practice လုပ်ဖို့ဒီတရားမြတ်မေးတော့တာဒါတွေကြောင့်မတည့်ဘူးဆိုရင်ဒါတွေရော့အောင်ဘယ်လိုလုပ်ရမလဲဖျားတဏရော့သွားဖို့မာနရော့သွားဖို့ဒိဋ္ဌိတွေရော့သွားဘာချင်းစဉ်ကြည့်ရမလဲဖျားဆိုတရားမင်းရဲ့တဲ့တဏ္ဍာရှေကြောင့်ပပိစတရားတဏမာနဒိဋ္ဌိတွေရော့နေစေခြင်းနော်တဲ့ ဝေဒနာကမ္မထံပွားပါဝေဒနာကမ္မထံကိုများများပွားဝေဒနာကမ္မထံဆိုတာပါဠိလိုပြောတာမြန်မာလိုဆိုရင်ဝေဒနာကခံစားချက်ကမ္မထံဆိုတာသိတာခံစားချက်မှန်သမျှကိုသိအောင်ကြိုးစားပါခံစားချက်မှန်သမျှကိုသိအောင်ကြိုးစားရင် ဝေဒနာအဆွဲမရှိဘူးခံစားချက်ဆိုတာကောင်းတာလည်းပဲခံစားတာပဲမကောင်းတာလည်းပဲခံစားတာပဲကောင်းတာလည်းမဟုတ်မကောင်းတာလည်းမဟုတ်တဲ့ခံစားတာပဲအားလုံးက feeling နေပဲအားလုံးဝေဒနာဘလို့ဝေဒနာမျိုးပဲလာလာ ကောင်းရင်လည်းကောင်းတဲ့အတိုင်းသိရတယ်မကောင်းရင်လည်းမကောင်းတဲ့အတိုင်းသိရတယ်ကောင်းတာလည်းမဟုတ်မကောင်းတဲ့မဟုတ်တဲ့ခံစားချက်တွေအဲ့ဒီအတိုင်းသိရမသိလို့ဆွဲသွားတာမသိတော့ကောင်းတဲ့ခံစားချက်ဆိုရင်လောဘဖြစ်သွားတယ် မကောင်းတဲ့ခံစားချက်ဆိုဒေါသဖြစ်သွားတယ်။ကောင်းတာလည်းမို့မကောင်းတာလည်းမို့တဲ့ခံစားရဲဆိုရင်မဝေခွဲနိုင်တော့မောဟလေးပဲ။ခံစားချက်ကိုမသိလို့ဖြစ်တာ။ချွတ် feeling ခံစားချက်ကိုခံစားရင်ပိုဆိုးတာဘူး။ဘုန်းကြီးယူရီးယားမှာစေးသွားပြတော့ဒီခါယိုးကိုကုတော့မယ်ဆိုဆရာဝန်ကအဲ့အဲ့နေတဲ့ crack ဖြစ်နေတဲ့မိညောင်ယူချားတဲ့ကိုအယူချားတဲ့ကိုစေးထိုးရတာ ဆေးထိုးကတော့အယိုးဆေးထိုးတာဘယ်လောက်ထိနာမလဲဆိုတာစဉ်းစားကြည့်။တာမန် skin လေးထိုးတာတော့နာတာ။တာမန်အရေပြားလေးကိုအလေးနဲ့ထိုးတာတော့နာ။အယိုးထိုးရင်ပိုနာတော့ခွဲစိတ်ခံနေဝင်ဆရာဝန်ကနာမယ်နော်ဆိုပြီးတော့ပြောပြီးတော့ထိုးတယ်။ထိုးတော့ခွန်ကြီးကလည်းပဲရပါတယ်လို့ဆိုပြီးတော့သူပြောတဲ့အတိုင်းလိုက်နေပြီးတော့အဲ့အနာကိုခွန်ကြီးကမှတ်ပြီးတော့နေလိုက်တာ။ခွဲစိတ်ခံပြန်တော့ဆရာဝန်ကအံ့ဩပြီးတော့မေးတယ်။ How did you stay? Even it was a lot of pains. How the long nara blue nigeraro? Abuya bianbio like I was meditating in my feelings. Naga, with a nago, money like ha. I was meditating in my feelings. With a nago, money danga. With is not to feel, just to know it. ဝေဒနာဆိုတာခံစားဖို့မဟုတ်ဝေဒနာဆိုတာသိမှတ်ရမှာဒုရီယာခံစားလို့ပြင်မှန်းတာဝေဒနာကိုလိုက်ခံစားတာဝေဒနာလို့ပြောရင်ဒုရီယာမကောင်းတာကိုပဲဝေဒနာလို့ထင်တယ်နော်ကောင်းတာလည်းဝေဒနာပဲဝေဒနာဆိုတဲ့ပါဠိစကားလုံးကခံစားခြင်းပဲကောင်းတာလည်းဝေဒနာပဲဒုက္ခဝေဒနာခေါ်တယ်မကောင်းတာလည်းဝေဒနာပဲဒုက္ခဝေဒနာ ဘလို့ခန်းစားချက်မျိုးပဲလာလားခန်းစားချက်ကိုသိနေရင်အဆွဲမရှိတော့အဆွဲမရှိရင်အဲ့အဆွဲကြောင့်ဖြစ်ပေါ်လာဒုက္ခမရှိတော့ခန်းစားချက်ဆိုတာသိရမှာခန်းစားရမှာမဟုတ်ဘူးဘုရားခန်းစားချက်ကိုလိုက်ခန်းစားတော့ကောင်းတော့လည်းပဲလောဘတွေဖြစ်ကြမကောင်းတော့လည်းဒေါသတွေဖြစ်တယ်ကိုယ်သဘောအတိုင်းမဖြစ်တော့အာအလိုမကျတွေဖြစ်တယ် ညမလို့ဘလို့ခံစားမှုမျိုးပဲလာလာခံစားချက်ပေါ်လာရင်မြတ်စွာဘုရားကတော့အဲ့ခံစားချက်ကိုသိအောင်လုပ်တဲ့ဝေဒနာကမ္မထံကိုသာနိုင်အောင်ပွားထားလိုက်စမ်းပါဝေဒနာကမ္မထံကိုနိုင်အောင်ပွားတိုင်းဘာဝေဒနာပဲလာလာမခံစားပဲသိနေလို့ရှိရင်ကိလေသာမဖြစ်တော့ဘူးတဲ့ ဝေဒနာကိုနိုင်ထားရင်တဏှာတွေညော့သွားမယ်ဝေဒနာကိုနိုင်ထားရင်မာနတွေညော့သွားမယ်ဝေဒနာကိုနိုင်ထားရင်အယူမှားတာတွေညော့သွားတဏှာမာနဒိဋ္ဌိညော့ရင်အတွေးမှားတွေညော့မယ်အတွေးတွေညော့ရင်စန္ဒတွေညော့မယ်စန္ဒတွေညော့ရင်ချစ်ချင်တာတွေမုန်းချင်တာတွေမရှိဘူးချစ်ချင်တာတွေမုန်းချင်တာတွေနဲရင်အချင်းမုန်းချောက်ဖြစ်ပေါ်မယ်မနာလိုစိတ်ဝန်တိုစိတ်တွေနဲမယ်မနာလိုစိတ်ဝန်တိုစိတ်တွေမရှိဘူးဆိုရင်တတ္တဝါရံဖြစ်เสียအကြောင်းမရှိတဲ့သွားတာပဲ ဘုရားဟောလိုက်တဲ့ဒီတရားတော့အဲတက်ကပညာတုတ်ဆိုတာဒီကနေ့ကအရှိကြီးပဲခွင်းညာတာ short to the point ပဲဒါ intro ပေးလိုက်တာမိတ်ဆက်ပေးလိုက်တဲ့သဘောအချုပ်ကြည့်တော့ဒီညမှာပြောချင်တာကမနာလိုစိတ်ဝင်တိုစိတ်အချက်အမုန်းတည်မနာလိုစိတ်ဝင်တိုစိတ်ကိုဖြစ်စေတယ်။ယောတတဝါတွေမှာအချက်နဲ့အမုန်းကြောင့်ဒုက္ခရောက်တာဖြစ်တဲ့အတွက်အဲဒီတန်ရုံးစဉ် short channel တက်တာလား။ချစ်လိုက်ရမှဂျင်းတ်တာမုန်းလိုက်ရမှဂျင်းတ်တဲ့စိတ်ကဝေဒနာကိုပို့ပြီးတိုးစေတာ။ ကျောင်းဘုန်းကြီးတကယ်တပည့်တယောက်ကမေးဘူးတယ်ရှင်မရတဲ့ရှင်မရဒီလောက်ဒုက္ခပေးတယ်လို့ရှင်မရသူ့ကိုမမုန်းလားဗျာဘုဒ္ဓဇင်တပောင်းနည်းနည်းတော့ဖြစ်တယ်ပေါ့ဒါပေမဲ့ငါမမုန်းဘူးဒါမမုန်းဆိုရင်ရှင်မရသူ့ကိုတန်ရုံးစင်ရှိနေလို့ပါဟာမဟုတ်မဟုတ်ဘူးလို့မမုန်းတာနဲ့ချစ်တာနဲ့မဆိုင်ဘူးမုန်းလည်းမမုန်းချစ်လည်းမချစ်ဘူးမချစ်မမုန်းနေနိုင်အောင်ကြိုးစား အဲ့ဒါအတ္တသာဆုံးပဲဘသူ့ကိုပဲဖြစ်ဖြစ်သိပြီးတော့လည်းမချစ်မစင်တိတ်ပြီးတော့လည်းမမုန်းမစင်ချားစိတ်ကတိတ်ကောင်းမချစ်လည်းမချစ်ဘူးဒါဆိုရင်မမုန်းလားမမုန်းလည်းမမုန်းအဲ့ဒီလိုနေနိုင်တဲ့စိတ်ကတက်တာလားဘာကြောင့်မလို့အချစ်အမုန်းကအပြစ်ရှုံးကိုဖြစ်စေတဲ့အတွက်ကြောင့်အချစ်အမုန်းကိုပယ်ပြီးတော့မချစ်မမုန်းဥပ္ပကနှလုံးသားပဲမချစ်မမုန်းနေနိုင်ရင်သူကအဲ့အချစ်အမုန်းတန်ရုံးစင်ကြောင့်ဖြစ်ပေါ်လာတဲ့မနာလိုစိတ်ဝင်တိုးစိတ်တွေရှိတယ် မချစ်မမုန်းနေလိုအပ်ရင်ဥပိ္ပခနှလုံးသားကတိတ်အရေးကြီးတာသူ့ကိုတွေးလို့ချစ်ရမယ်ချစ်အချစ်တွေဖြစ်သွားမယ်ဆိုအချစ်တွေမဝင်စင်းနဲ့အချစ်များတယ်နဲ့သူကအချစ်ကြောင့်ပူလောင်မှုတွေတိုးစေဒါဆိုရင်သူ့ကိုစန့်ကျင်ဘက်အနေနဲ့မုန်းရမှာလားမုန်းလည်းမမုန်းနဲ့မိုးရင်လည်းဒေါသပဲဒေါသတန်ရုံးစင်ပဋိကတန်ရုံးစင်အဲ့တန်ရုံးစင်ကလည်းပူတာပဲအမုန်းကိုလည်းရှောင်လိုက် ဒီကြားတဲ့စိတ်ကလေးကအချစ်လဲမရှိဘူးမုန်းလဲမမုန်းဘူးဆိုတဲ့မချစ်မမုန်းစိတ်ကလေးကတတ္တဝါတွေနှံ့ရုံးစင်ကိုရှော့ချပေးတဲ့အတွက်ကြောင့်ချစ်မှမချစ်တာဘာခံစားစရာမှမရှိတော့မုန်းမှမမုန်းတာဘာဒေါသမှလည်းမရှိတော့အဲ့လိုနေနိုင်လို့ရှိရင်အကုသိုလ်တော့မဖြစ်တော့ဆိုတော့အကုသိုလ်မဖြစ်ဘူးကုသိုလ်လည်းဖြစ်လာဆိုတော့ဥပ္ပကနှလုံးသားကုသိုလ်စိတ်မရှိဘူးကုသိုလ်လည်းမဖြစ်ဘူးအကုသိုလ်လည်းမဖြစ်ဘူးဈာစိတ်ဒီကုသိုလ်မဖြစ်အကုသိုလ်မဖြစ်တော့အကျိုးတရားကြတော့ ကုသိုလ်မဖြစ်တာကောင်းကျိုးမခံစားရတာပဲရှိအကုသိုလ်ဖြစ်သွားရင်ဆိုးကျိုးပြီးဆက်တာဆိုကုသိုလ်ရဖို့တဲ့အကုသိုလ်မရဖို့အရေးကြီးအချစ်အမုန်းကိုအကြောင်းပေးပြီးတော့မချစ်မမုန်းနဲ့စိတ်ကလေးနဲ့နေနိုင်လို့ရှိရင်ကုသိုလ်လည်းမဖြစ်အကုသိုလ်လည်းဥပေက္ခနှလုံးသားနဲ့နေအတော်တတ္တညာတတ္တဝါတွေမှာဒီစိတ်ကလေးတွေရောဖို့ဆိုရင်ချစ်ချင်းမုန်းခြင်းတွေကိုရှောင်နိုင်လို့ရှိရင်ဘဝမှာတတ္တလည်းနေရတာ ခြေမုံတန်ရုံးစီကိုရှော့ချတဲ့နဲ့အမြအပြစ်တွေအရှုံးတွေမရှိတော့ဘူးမနာလိုစိတ်ဝင်ဒိုစိတ်တွေနေသွားပြီမနာလိုစိတ်ဝင်ဒိုစိတ်တွေနေသွားရင်ကိုဘတာကိုလည်းတတ်တောင်တတာနေရတဲ့အပြင်ပဝင်ကျင်တယ်လည်းပဲတတ်တောင်တတာနေလို့ရတတ်တော်ရတဲ့အဓိကမတည့်တာမနာလိုစိတ်ကြောင့်မတည့်တာဝင်ဒိုတဲ့စိတ်ကြောင့်မတည့်တာမနာလိုစိတ်တွေကိုဖယ်ချထားပြီးတော့ဥပေက္ခာနှလုံးသားဓာမွေဝမ်းမြောက်ပေးတဲ့မုဒိတာနှလုံးသားနဲ့နေသူကြီးဝိုင်းကိုဝမ်းသာတယ်သူနဲ့ထပ်တူဝမ်းသာတာ နောက်ရောင်အချက်မုံတွေကိုရှော့ချပြီးတော့မနာလိုစိတ်ဝင်တိုးစိတ်တွေပါလျှော့သွားပြီဆိုရင်တတ္တဝါတွေမှာနေရတဲ့ခိုက်တန်လေးတွေမှာတက်တောင်တက်တာဖြစ်ပြီးတော့ဘုသူကိုယ်မှာလည်းမချစ်တော့ဘူးဘုသူကိုယ်မှာလည်းမမုန်းတော့ဘူးအချက်မုံမရှိတဲ့ဘဝအပြည့်ရှုံးကင်းပြီးတော့ပြစ္ဆုတ်ပန်တန်တရာမှာလည်းပဲကောင်းကျိုးတွေဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်ချစ်ချင်းမုန်းခြင်းကရှောင်ပြီးတော့မချစ်မမုန်းဥပိ္ပခနှလုံးသားနဲ့ကိုယ်ကိုစံသာစွာနေထိုင်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်